မင်္ဂလာပါဒီနေ့တော့ကျက်သားမဆလာလေးချက်ပါမယ်ခင်ဗျာကျက်သွန်ဖြူနီကလော်ဝေးတကြဘိုးကောက်လေးပါပါမယ်ဟာလုံးမီစီသားချက်မှာမို့လို့တကြဘိုးကလော်ဝေးငူဒီစိမ့်မှုံရတာမှုံစားစနွင်စတဲ့ပုံပုံပစ္စည်းများအလုံးရောထည့်ပါမယ်နောက်ဆုံးစီထည့်ပြီးစီသက်ပါမယ် စီတက်နေတော့မှမဆလာလေးပါထက်ထက်ပါမယ်ကျက်သွန်လေးတွေညှိုးတဲ့အထိစီတက်ပေးပါမယ်โอเคကျက်သွန်လေးတွေညှိုးပြီးကျက်သားစီပြန်လာပြီဆိုရင်တော့ရေလေးထည့်ပါမယ် စသားလုံးလေးတွေရေမြုပ်တဲ့အထိရေထည့်ပြီးတော့အဖုံးလေးအုပ်ပြီးတော့မီးအေးနဲ့15မိနစ်လောက်ထားပါမယ်။စီလေးပြန်ပြီဟင်းနဲ့လေးကြည့်ပြီဆိုရင်တော့စက်သားဟင်းလေးကအဆင်ပြေနေပါဘူး။ကျွန်တော်ကတော့စီပြန်ရေးချန်လေးကြိုက်တာမို့လို့ရေးနေနေနဲ့ထက်ဆော့ပါတယ်။အခုလိုစီပြန်ရေးချန်လေးရပြီဆိုရင်တော့စက်သားမစလာဟင်းလေးရပါပြီ။ အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးများ යි တင်ပါတယ်။